မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ ဖမ်းဆီးချုံနှောင်ထားပြီးတော့သွားနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်တဲ့ဝေဒနာများခံစားနေရတော့လေစေကူတာခွင့်အပြည့်ဝမပေးဘဲနဲ့ရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေါန်ဆန်းစုကြည်ကိုနေပြီးတော့အချုပ်ထောင်နဲ့14မိုင်အကွာမှာရှိတဲ့စစ်စင်ရေးအထူးဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတွေတင်းကျပ်စွာနဲ့မတရားဖမ်းဆီးချုံနှောင်ထားတယ်လို့သိရပါဗျ။လူလူကောင်းဆောင်ဟာသွားနဲ့ပတ်သက်တဲ့ယောဂါနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂါဝေဒနာများခံစားနေရပြီးတော့စေဝါကုသခွင့်ကိုအပြည့်ဝမရရှိဘူးလို့သိရပါဗျ။ မြန်မာ Prison Witness အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာလက်ရှိအချိန်မှာအခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်စာဧည့်တွေ့ခွင့်မရရှိပဲအကျဉ်းသားအခွင့်အရေးများကိုပါချိုးဖောက်ခံနေရတယ်လို့သိရပါဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ချုံနောက်ထားတဲ့နေရာကိုလက်ရှိအချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးပြီးတော့ကုတ်ခဲနေတယ်လို့သိရပါဗျ။ကျမတို့အဖွဲ့အစည်းအနေနဲ့သိရှိထားရတဲ့လောက်ကတော့အန်တီဒေါ်အောင်ဆန်းစုကြည်ကလက်ရှိမှာသွားနဲ့ပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာကိုခံစားနေရပါတယ်။နောက်ပြီးတော့အသက်ကြီးလာတဲ့အတွက်ကြောင့်မို့လို့စိုးရိမ်နေရတဲ့အခြေအနေနောက်ပြီးတော့လက်တလုံးမှာလည်းအသက်ရွယ်ကြီးတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေတင်ဆောင်နေတာတွေဖြစ်တဲ့အတွက်အန်တီဒေါ်အောင်ဆန်းစုကြည်အတွက်ကျမတို့အဖွဲ့အနေနဲ့များစွာစိုးရိမ်မိပ ပါတယ်လို့မြန်မာ prison witness ကဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကရှင်းပြထားပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့အကြမ်းမာရေးနဲ့ပတ်သက်ပြီးတော့စေဝါကုသခွင့်အချို့ရရှိထားတော့လေ အပြည့်အဝဆေးဝါးကုသခွင့်တော့မရဘူးလို့သိရပါတယ်။ထောင်တွင်းမှာရှိတဲ့ဆရာဝန်ကသာတာဝန်အရဆေးမိတို့များနဲ့ကုသပေးနေတဲ့ပုံစံမျိုးဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်။သွားနဲ့ပတ်သက်တဲ့ယောဂါရောနှလုံးနဲ့ပတ်သက်တဲ့ယောဂါရောခံစားနေရတာကတော်တော်ကြာနေပါပြီ။ဆေးမိတို့နဲ့ပဲကုသနေတဲ့အတွက်ဘလို့မှတက်တာလာမှာမဟုတ်ပါဘူး။အခုအချိန်ထိလဲယောဂါဝေဒနာကိုခံစားနေရဆဲဖြစ်ပါတယ်လို့မဆူးငယ်ကရှင်းပြထားပါတယ်။ဒါအပြင်အကျဉ်းသားတအုပ်ရဲ့အခွင့်အရေးဖြစ်တဲ့မိသားစုနဲ့ထောင်ဝန်စာဧည့်တွေ့ခွင့်ကိုမရရှိအောင် ပိတ်ပင်ခံထားရတဲ့တဦးတည်းသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးတော့ထောင်ဝင်စာဧည့်တွေခွင့်ဟာအကျဉ်းသားတိုင်းရရှိရမယ့်အခွင့်အရေးဖြစ်တယ်လို့အကျဉ်းအောင်လက်ဆွဲဥပဒေမှာတရားဝင်ပြဋ္ဌာန်းထားတော့လေ အခုလိုမျိုးမိသားစုဝင်များနဲ့ထောင်ဝင်စာဧည့်တွေ့ခွင့်မပေးခြင်းလုံလောက်တဲ့ကျမကြီးစောင့်ရှောက်မှုမပေးခြင်းတို့ဟာရည်ရွယ်ချက်ရှိရှိနဲ့စိတ်ပိုင်းဆိုင်ရာကိုညှိမှန်းနှိပ်စက်နေခြင်းဖြစ်တယ်လို့မြန်မာ Prison Witness ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အခုလိုမျိုးထောင်တွင်းမှာရှိတဲ့လူလူကောင်းဆောင်ရဲ့အခြေအနေများနဲ့ပတ်သက်ပြီးတော့မြန်မာ Prison Witness MPW အဖွဲ့နဲ့လုံခြုံစိတ်ချရတဲ့သတင်းအရင်းမြစ်မိဖက်အဖွဲ့အစည်းများနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မိဖက်အဖွဲ့အစည်းတွေရဲ့နာမည်ကိုတော့လုံခြုံရေးအရာ ထဲသုံးပါခွင့်မရှိသေးတဲ့အတွက်ကြောင့်ကျမတို့အဖွဲ့အစည်းအနေနဲ့ပဲတာဝန်ယူပြီးတော့ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်လို့မဆူးငယ်ကရှင်းပြထားပါဗျ။မြမအချင်းတော်တတ်တဲ့ MPW အဖွဲ့အနေနဲ့ဒေါန်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်ကောင်စီကမတရားချုပ်နှောင်ထားရှိမှုအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှိနှိုင်းမှုတွေအပေါ်အပြည်ပြည်ဆိုင်ရာအတိုင်းဝိုင်းကပြင်းပြင်းထန်ထန်တုတ်ပြန်မှုများကိုပြုလုပ်ရန်တောင်းဆိုကြောင်းကိုလည်းထုတ်ပြန်ကြမှာပါရှိပါတယ်။ဒေါန်ဆန်းစုကြည်ကိုမတရားဖမ်းဆီးအကျဉ်းချမှုနဲ့နောက်ဆက်တွဲအတွက်တာဝန်ခံရမယ့်ဒုတိယထဲမှာအကြမ်းဖက်စစ်ကောင်စီမင်းအောင်လှိုင်စိုးဝင်းတို့အပါအဝင်လက်ရှိအနာပေးခံထားရတဲ့ပြည်ထောင်ဝင်ကြီးဟောင်းစိုးထော် ပြည်ထောင်ဝင်ကြီးဟောင်းရာပြည့်လက်ရှိနေဆက်ရေးရဝင်ကြီးပြည်ထောင်ဝင်ကြီးထွန်းထွန်းအောင်လက်ရှိကစားထ6မှုများဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်းထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်အချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းဇော်ဝင်းလက်ရှိအချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မျိုးစွေနေပြည်တော်အချုပ်ထောင်ထောင်ပိုင်းဦးသိန်းစုံမောင်ဒူးထောင်ပိုင်းဦးကျော်သူရဦးစီးအရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးကြပ်ရေးမှူးကျော်မင်းထိုင်ဦးစီးအရာရှိတိန်ကြီးမြင့်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူးမေသူအောင်တို့ပါဝင်နေတယ်လို့သိရပါဗါးအလားတူပဲလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲအကျဉ်းချရမှာအကြဘတ်စစ်ကောင်းစီရဲ့အလို့ကြဇဘူတိရိမြို့နယ်တရားသူကြီးဦးမောင်မောင်လွင်ဒက်ခိနခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေတို့ဟာ တသွေးမတိန်လိုက်ပါပြီးတော့ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်မြန်မာအချင်းအောင်တပ်တွေ NPW အဖွဲ့အစည်းအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအချင်းသားများကိုချက်ချင်းပြန်လွတ်ရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာခေါင်းဆောင်များအနေနဲ့စူပေါင်းပြီးတော့တောင်းဆိုချက်ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံမှာရှိတဲ့အာဏာသိမ်းစစ်တပ်ပေါ်တန်တမာရေးဖိအားပေးခြင်းအပြင်စစ်ခေါင်းဆောင်များနိုင်ငံရဲ့ပြင်ပကိုတွာလာနေမှုများကိုကန့်သတ်ခြင်းပြုရန် ်ဒေါအောင်ဆန်းစုကြည်ကိုလွတ်လပ်သောလူအခွင့်အရေးများတဲ့အတူ ICRC ကချက်ချင်းတွားရောက်ပြီးတော့စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်ဒေါအောင်ဆန်းစုကြည်တယောက်တည်းချိုးဖောက်ခံရတဲ့မိသားစုဝင်သို့မဟုတ်တပ်ဆိုင်သူများနဲ့ထောင်ဝင်စားဧည့်တွေ့ခွင့်ကိုအကျဉ်းသားအခွင့်အရေးအရာအပြည့်အဝပေးရေးအာဏာသိမ်းစစ်ခေါင်းဆောင်များကိုဖိအားပေးတောင်းဆိုရန်စတဲ့အချက်၄ချက်ကိုလည်း MPW ကနိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံတကာခေါင်းဆောင်များထံကိုတောင်းဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာရှင်လူကာရှန်ကိုဦးဆောင်တဲ့ဘယ်လာရုစ်အစိုးရဟာမြန်မာစစ်အုပ်စုထံကိုလေကြောင်းကာကွယ်ရေးစနစ်တစ်ခုရောင်းချထားပြီးတော့မြန်မာစစ်ဘက်ဝန်ထမ်းများအားဘယ်လာရုစ်တပ်ကတော်များမှလေ့ကျင့်သင်ကြားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လျှို့ဝှက်ပေါက်ကြားလာတဲ့မြမလေးချောင်းကာကွယ်ရေးကိုကဲမှုဌာနချုပ်နဲ့ဘယ်လာရုစ်အာဏာပိုင်များကြားမှာပေးစာများအရာဘယ်လာရုစ်အာဏာပိုင်များဟာမြမစစ်ကောင်စီအုပ်စုအတွက်လေးချောင်းကာကွယ်မှုစစ်စင်ရေးဆိုင်ရာအမိန့်ပေးစနစ် MADOC သုံးပတ်မြန်ရေဒါနေပညာမြေပြင်အခြေစိုက်ဒုံးကျည်စနစ်များအပါအဝင်အစစ်မြေစစ်ဘက်နေပညာများလွှဲပြောင်းပေးထားတဲ့အထောက်အထားများရရှိထားကြောင်း Justice for Myanmar ကထုတ်ပြန်ပြောဆိုထားပါတယ်။ ြန်မာစစ်တပ်အတွက်တီးတန့်ဒီဇိုင်းရေးဆွဲထားတဲ့အဲ့ဒီလေကြောင်းရန်ကာကွယ်ရေးအမိန့်ပေးစနစ်ကို Belarus နိုင်ငံပိုင် company Perspect Nest Technical BSVD ကနေတဆင်မြန်မာစစ်တပ်ထံကိုရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနဲ့ Belarus အစိုးရနဲ့မြန်မာစစ်ကောင်စီအုပ်စုကြားမှာအရေးပါတဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအထောက်အထားအသစ်များကိုလည်းတွဲရှိထားတယ်လို့ JFM ကပြောဆိုထားပါတယ်။အဲ့ဒီလေကြောင်းကာကွယ်ရေးစနစ်ဟာတော်လိုင်းအင်အားစုများအသုံးပြုနေတဲ့ drone များအပါအဝင် ဝေဟေမှာရှိတဲ့အရာဝတ္ထုများရှာဖွေနိုင်ပြီးတော့ပြတ်မှတ်များအောင်အလိုလျောက်ခြေရာခံလိုက်နိုင်ရန်ဒီဇိုင်းရေးဆွဲထားတဲ့မြင်ကွင်းကျယ်အလိုလျောက်ထိန်းချုပ်စနစ်နဲ့ Fostock သုံးပတ်မြင်ရေဒါနည်းပညာများပါဝင်တယ်လို့ JFM ကပြောဆိုထားပါဗျ။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ယရနာမောင်ကအခုအထောက်အထားအသစ်တွေအရမြန်မာပြည်သူတွေအပေါ်ကိုအကြမ်းဖက်ဆင်ဆင်ရေးဆင်နွှဲပြီးတော့စစ်ရာဇဝဲမှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုအပြစ်ပေးအရေးယူခံရခြင်းနည်းနည်းလေးမှမရှိပဲကျူးလွန်နေတဲ့စစ်ခွေးအုပ်စုအပေါ်ဘယ်လာရုစ်နိုင်ငံကဆက်လက်ပြီးတော့ပံပိုးကူညီနေတာတွေကိုပြသနေပါတယ်ယူကရိန်းနိုင်ငံအပေါ်ရုရှားရဲ့ကျူးကျော်ဝင်ရောက်မှုမှာဘယ်လာရုစ်နိုင်ငံရဲ့ပံ့ပိုးမှုတွေရှိနေတယ်ဆိုတာကိုသိရှိထားပြီးဖြစ်တဲ့အတွက်မြန်မာစစ်ကောင်စီအုပ်စုနဲ့ဘယ်လာရုစ်အစိုးရဂျားမှာပူးပေါင်းပြီးတော့ဆောင်ရွက်မှုအပေါ်မှာလည်းအရေးတကြီးနဲ့ပုံမှန်ကြဲကြဲပြန့်ပြန့်စိုးရိမ်တင့်ပါတယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒါအပြင် စစ်ကောင်စီရဲ့စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများနဲ့ဆက်နွယ်နေတဲ့မြန်မာစစ်ဘက်ဝန်ထမ်းများဟာ Belarus State University of Informatics and Radio Electronics BSUI အမှလေကြောင်းကာကွယ်ရေးစနစ်များအထက် Radio Electronic Engineering ပညာရပ်များသုတေသနပြုတင်ယူလေ့လာနေတယ်လို့လဲ JFM ကပြောဆိုထားပါတယ်မြန်မာစစ်ဘက်ဝန်ထမ်းများကို Belarus ကလေ့ကျင့်သေးကြပေးနေခြင်းနဲ့ပတ်သက်ပြီးတော့မရရနာမောင်က မြန်မာစစ်ဘက်ဝန်ထမ်းတွေကိုလက်ခံထားတဲ့တက္ကသိုလ်တွေအပါအဝင်ဘယ်လာရုစ်အပေါ်မှာဒဏ်ခတ်ပိတ်ဆို့မှုတွေမဖြစ်မနေချမှတ်ပါဘယ်လာရုစ်နိုင်ငံကနေတဆင့်မြန်မာနိုင်ငံကိုကုန်ပစ္စည်းတင်ပို့မှုမှန်သမျ တားဆီးဟန်တားနိုင်ရေးအတွက်ကြိုးပမ်းအားထုတ်မှုတွေကိုလည်းလှုံ့ဆော်သင့်ပါတယ်လို့ဆက်လက်ပြီးတော့ပြောကြားထားပါတယ်။ဘယ်လာရုစ်နိုင်ငံဟာမြန်မာစစ်ခွေးအုပ်စုနဲ့ကာလာရှေးကြားမိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်များအတွင်းမှာလည်းနှစ်နိုင်ငံကြားအပြန်အလှန်အဆင့်မြင့်ချစ်ကြည်ရေးခီးစဉ်များခက်ဆိတ်ဆိတ်ဖြစ်လာခဲ့ပြီးတော့2025ခုနှစ်အတွင်းမှာတော့စစ်ရာဇဝတ်ခေါင်းဆောင်မင်းအွန်လိုင်းကဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်တွားရောက်ခဲ့ကအာနာရှင်အလက်ဇန်းဒါလူကာရှန်ကိုအပါအဝင်ထိပ်ပိုင်းခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ဘယ်လာရုစ်စစ်ဘက်အင်ဂျင်နီယာရင်းနဲ့ဆွစ်လန်နဲ့ဆက်ယုံများကကိုယ်စားလှယ်များအပါအဝင်ဘယ်လာရုစ်ကိုယ်စားလှယ်များဟာလည်းမြန်မာနိုင်ငံကိုအကြိမ်ကြိမ်လာရောက်ခဲ့မှုကြောင့်သတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီးခံရပြီးတော့ခိုလုံခွင့်ရှောက်ထားသူများကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာယုံ UNHCR မှာဒုက္ခသည်အဖြစ်နဲ့ရှောက်ထားသူများကိုပါဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်နေတဲ့နိုင်ငံသားများကိုစီမံချက်နဲ့ဖမ်းဆီးနေပြီးတော့စက်ယုံအလုပ်ယုံနဲ့နိုင်ငံသားများနေထိုင်တဲ့နေရာများကိုဝင်ရောက်စီးနှင်ဖမ်းဆီးမှုများဇက်တိုက်လုဆောင်နေတယ်လို့သိရပါတယ်။ ဇွန်လ26ရက်နေ့ကမလေးရှားနိုင်ငံမလကာပြည်နယ်ထန်ဂတ်မှာပဝင်းကျင်ရဲ့တိုင်ကြားမှုကြောင့်ဝင်းရောက်ဖမ်းဆီးရမှာအထောက်အထားမပြည့်စုံတဲ့မြန်မာနိုင်ငံသား22ဦးဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့သိရပါဗျ။ဒါအပြင်ဇွန်လ26ရက်နေ့မနက်ပိုင်းကမလေးရှားနိုင်ငံကွာလာလမ်ပူပရိုင်မာစီတာပတ်ကွန်ဒိုမှာအော်ပရာစီဝင်းရောက်ဖမ်းဆီးသွားမှုကြောင့်မြန်မာ40ထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။မလေးရှားအာဏာပိုင်များကစီမံချက်နဲ့ပြစ်မှတ်ထားဖမ်းဆီးလာခြင်းဖြစ်တယ်လို့သိရပါဗျ။ ဖမ်းတာကဘယ်သူမို့လို့ဘယ်ဝါမို့လို့ရလို့မဟုတ်ဘူးနိုင်ငံသားသားမှန်တယ်အထောက်ထားမရှိရင်အကုန်ဖမ်းတာပဲအခုဖမ်းခါရရင်လိုက်ပြီးတော့ရွေးထုတ်လို့မရတော့ပါဘူးစီမံချက်ဆိုတော့ထုတ်ရရန်ကိုခတ်ပါတယ် UN ကတ်ရှိတဲ့ဒူတွေတောင်မှပြန်ထုတ်ဖို့အတွက်နီလန်ဘောင်းစုံနဲ့မနေရှင်းရတယ်အဖမ်းခါရတဲ့မြန်မာတွေထဲမှာစစ်ဘုတ်ထမ်းခါရမှာဆိုလို့တိန်းဆောင်လာတဲ့လူငယ်တွေအဖမ်းခါရတာတွေရှိပါတယ်တချို့ဆိုရင် UNHCR မှာ case တင်ပြီးသားမြန်မာနိုင်ငံမှာနေရင်အဖမ်းခံရမှာမို့လို့ခိုးလုံခွင့်အတွက်ပြေးလာတဲ့သူတချို့လဲအဖမ်းခံရတာတွေရှိပါတယ် အဓိကကတော့ကိုယ်အချိတ်အဆက်နဲ့ကိုရွေးပြီးတော့ကုညီနေကြတာများတယ်တိုးတိုးတိတ်တိတ်နဲ့ထုတ်ဖို့စူးစမ်းနေကြတာများတယ်လို့မလေးရှားရောက်ဖမ်းဆီးခံရတဲ့မြန်မာများကိုလိုက်လံကုညီနေသူမြန်မာတို့ကရှင်းပြထားပါဗျ အလားတူပဲဇွန်လ25ရက်နေ့မနက်အစောပိုင်းကလည်းမလေးရှားနိုင်ငံဆရာဝတ်ပြည်နယ်နဲ့စာဘာပြည်နယ်တို့မှာမလေးရှားနိုင်ငံကအာဏာပိုင်များကဝင်ရောက်ဖမ်းဆီးမှုကြောင့်နိုင်ငံသားသားအထောက်အထားမပြည့်စုံတဲ့သူ108ဦးဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့သိရပါဗါးအဲ့ဒီအထဲမှာမြန်မာနိုင်ငံသားအထောက်အထားမပြည့်စုံသူအယောက်30ထဲမှနေဖမ်းဆီးခံလိုက်ရပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနဲ့အင်ဒိုနီးရှားနိုင်ငံသားများလည်းပါဝင်တယ်လို့သိရပါဗါးအလားတူပဲဇွန်လ24ရက်နေ့မှာကွာလာလမ်ပူချာရက်စ်နဲ့ဂျိုဟိုးပြည်နယ် ဂျိုဟိုဘာရူရှာလန်ကိုတာကမိုနေညစေးမှာမလကပြည်နယ်မကိုတာပတ်ဝန်းကျင်ကိုမလေးရှားအာဏာပိုင်များကဝင်ရောက်ဖမ်းဆီးမှုကြောင့်မြန်မာတွေရာနဲ့ချီပြီးတော့ဖမ်းဆီးခံလိုက်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘိတ်မျိုးဘိတ်တောင်နယ်မြေတိုးချက်ရက်ကွက်စေတနာလမ်းမှာရှိတဲ့လှတိရိတ်နှင့်တဲခိုကမ်းမှာဓာတ်ထုတ်ခံရတဲ့ဒဏ်ရာများနဲ့တေဆုံးနေတဲ့အမျိုးသားတအုပ်ကိုဒီနေ့ဇွန်လ28ရက်နေ့မနက်မှာတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေဆုံးသွားတဲ့သူဟာကျွန်းစုမျိုးနဲ့မင်းကုတ်ရွာကအသက်25နှစ်အရွယ်ကိုမြထွေးဖြစ်ပြီးတော့၎င်းဟာလှတိရိတ်တဲခိုကမ်းမှာလွန်ခဲ့တဲ့9နှစ်လောက်ကလေးကမန်နေဂျာလုပ်နေတဲ့သူဖြစ်တယ်လို့၎င်းရဲ့ဆွေမျိုးနီးစပ်သူများနဲ့မိတ်ဆွေများကပြောပြထားပါတယ်။တဲခိုကမ်းပိုင်ရှင်က အခန်းတော်ကိုဖွင့်ကြည့်မှတိတာအပြင်ကတော့ခတ်ပြီးတော့ထားခဲ့တယ်ပတ်စံတွေစိုင်ကယ်နဲ့လက်ဝတ်ရတနာတွေပါသွားတယ်ဒါလူရမှုဖြစ်နိုင်တယ်လို့သေဆုံးသူရဲ့မိတ်ဆွေများကပြောပြထားပါတယ်သေဆုံးသူမှာဓာတ်နဲ့ထိုးခံထားရတဲ့ဒဏ်ရာ၁၀ချက်ကျော်ကိုတွေ့ရကြောင်း၎င်းကရှင်းပြထားပါတယ်စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်တွေကရုပ်အလောင်းကိုလာရောက်စစ်ဆေးမှုများပြုလုပ်ပြီးတဲ့နောက်ရုပ်အလောင်းကို ရှင်တန်ချင်းပရဟိတအသင်းနဲ့ဝတန်တကနာယေးကူညီမှုအသင်းတို့ကဘိမျိုးစစ်တပ်ဆေးရုံရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ရဲရီစစ်ဆေးပြီးမှကျွန်တော်တို့ကိုဆက်သွဲတယ်။ကျွန်တော်တို့ရောက်တဲ့အချိန်မှာမြင်ရတာကတဲကိုကန်အခန်းတစ်ခုထဲမှာအမျိုးသားတယောက်ပလက်အနေထားနဲ့တင်းနေတယ်။ဓာတ်ဒဏ်ရာတွေနဲ့တွေးတွေလည်းကြနေတယ်လို့ရုပ်အလောင်းတည်ယူပေးရမှာပါဝင်ခဲ့တယ်။ပရဟိတအဖွဲ့ဝင်တို့ကပြန်လည်ပြောပြထားပါဗျ။အဲ့ဒီတေဆုံးမှုနဲ့ပတ်သက်ပြီးတော့ရဲတပ်ဖွဲ့ဝင်တွေကလာရောက်စစ်ဆေးမှုများပြုလုပ်ထားပြီး မြေသူမြေဝါကတတ်ခဲ့တယ်ဆိုတာကိုတော့တေးကြအတိမပြုတ်နိုင်သေးကြောင်းတရင်ရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်မင်းကုန်းရွာတောင်အနီးမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကမင်းကုန်းကျေးရွာကိုရွာလုံးကျွမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မှာမင်းကုန်းရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ခွေးတပ်ကမင်းကုန်းရွာတောင်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။ အချမ်းဘတ်စစ်ခွေးတပ်ကမင်းကိုမြောက်ရွာကိုမက်လာပိုင်းကစတင်ပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်စီးနှင်ရန်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များဘက်ကခုခံတိုက်ခိုက်နေခြင်းကြောင့်ရှားယောင်းရွာ၊ကင်းရွာနဲ့ချောင်းမကြီးရွာတို့မှသာအထိုင်ချတပ်ဆွဲထားရခြင်းဖြစ်တယ်လို့သိရပါတယ်။ မင်းကုန်းမြောက်ရွာကိုစစ်ကြောင်းထိုးနေတာလေးလားလောက်ရှိနေပါပြီတိုက်ပွဲက နေတိုင်းလိုလိုဖြစ်နေတာသူတို့ကရှေ့တိုးမရဘူးအဲ့လိုလိုတိုးမရလို့ရှာရောင်ကင်းနေချောင်းမကြီးရွာတွေဘက်မှာပဲသူတို့တွေထိုင်နေတာအင်အားကအလုံးရင်းနဲ့ကိုစစ်ကြောင်းကထိုးနေတာတော်လိုင်းတက်တွေကဝင်တိုက်တော့အထိနာလို့ရွာကိုရှို့သွားတာလို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပြထားပါဗျစကိုင်းမြို့နယ်မင်းကုန်းတောင်ရွာမှာအင်ဂျင်600ခန်းရှိပြီးတော့အကြမ်းမဲ့ဆက်တက်ကဇွန်လ28ရက်နေ့မှာရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ မင်းကုန်းတောင်ရွာကိုမိရှုဖြတ်စည်းတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းမှာပြူစောထီတွေအများဆုံးပါဝင်ပြီးတော့အင်အားအယောက်900လောက်ရှိတယ်လို့သိရပါဗျ။စစ်ကြောင်းအတွင်းမှာလိုက်ပါလာတဲ့ပြူစောထီများကပြည်သူပိုင်းနေအိမ်များအတွင်းမှာရှိတယ်။ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရက်ပြီးတော့ပြည်သူများကိုလိုက်လံပစ်ခတ်ဖမ်းဆီးနေခြင်းကြောင့်ထောင်ထဲချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစာလင်ကြီးမြို့နယ်တရက်ကိုင်းရွာကိုဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထင်းများနဲ့ပြစ်ခတ်တိုက်ခတ်ရာပြည်သူ၄ဦးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇွန်လ28ရက်နေ့မနက်9:00နာရီကအချိန်မှာတရက်ကိုင်းကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကပါရာမော်တာလို့ခေါ်တဲ့စစ်တပ်၄ထင်းများနဲ့ဘုံနှလုံးကျဲချတိုက်ခတ်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုအတွင်းမှာကြီးရွာနေပြည်သူအမျိုးသမီး၃ဦးနဲ့အမျိုးသား၃ဦးတို့တိတ် ဆုံးပြီးပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်၄ထီနှစ်စီးနဲ့၉နိုင်ဝင်းကျင်လောက်မှာတရက်ကိုင်းရွာကိုကျဲချသွားတာပြည်သူ၄ဦးသေဆုံးသွားတယ်၄ဦးစလုံးကတော့တရက်ကြီးရွာကပါပဲအသက်အရွယ်ကတော့ကျွန်တော်မသိရသေးဘူးအမျိုးသမီး၃ဦးနဲ့အမျိုးသား၃ဦးလို့ပဲသိရသေးတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။ချင်းတွင်းမြစ်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မောင်းများပါဝင်တဲ့စစ်ရေးရင်၁၄စီးပါတဲ့အုပ်စုဟာ မြေကျောင်းတလျှောက်တက်လာပြီးတော့စက်တက်လေးထီးများကလိုက်ပါဝင်းရံကကြေးရွာများကိုဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးမဲ့ကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNN အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်း